အားလုံးပဲမင်္ဂလာပါ။မြောင်းနယ်လီရှာရင်း channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။အခုကျွန်တော်တို့မြင်တွေ့နေရတဲ့လိန်မော်ရောင်မီကိုးတွေနဲ့ပြက်ကျလာတဲ့အစိပ်ပိုင်းဟာ2024ခုနှစ်ဇွန်လမှာတရုတ်နိုင်ငံကလွှတ်တင်လိုက်တဲ့ဒုံးပြင်တစ်စီးရဲ့အစိပ်ပိုင်းတစ်ခုပြက်ကျခဲ့တာဖြစ်ပါတယ်။တကယ်တော့ဒါကပြက်ကျလေးရှိတဲ့ဒုံးပြင်အစိပ်ပိုင်းတွေကတခုသားဖြစ်ပါတယ်။တရုတ်ရော်တွေနဲ့ဒီတချို့သောနေရာတွေမှာအဲ့ဒီလိုဒုံးပြင်တွေမကြာခဏပြက်ကျလေးရှိပါတယ်။ပြက်ကျလာတဲ့ဒုံးပြင်အစိပ်ပိုင်းတွေက လွန်မတ်တုံးပြင်ကိုတွန့်ကန်ပေးတဲ့နေရာမှာအထုံးပြုတဲ့ဒီပထမဆင်းတုံးပြင်အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။အနောက်နိုင်ငံတွေမှာနေကြတဲ့သူတွေကအာကာသစခန်းလို့ပြောလိုက်တာနဲ့ဒီ NASA နဲ့ဒီဥရောပအာကာသအေဂျင်စီတို့ကသာပြင်းပြင်းထန်ထန်ကြပေမဲ့ဒီဖက်နစ်တွေရောက်လာတဲ့အခါမှာဆိုရင်ဒီတရုတ်နိုင်ငံရဲ့အာကာသအစီအစဉ်ကိုလည်းအာရုံစိုက်လာကြတာကိုတွေ့ရပါတယ်။နှစ်ပေါင်းများစွာတရုတ်တုံးပြင်အစိပ်ပိုင်းတွေကခေါင်းငယ်ကနေပြုတ်ချပြီးတော့မှမျိုးတွေရော်တွေအပေါ်မှာကြားရောက်တဲ့အပြင်လူတွေအတွက်အန္တရာယ်ရှိတဲ့လိမ္မော်ရောင်ဓာတ်ငွေတွေကိုလည်းထုတ်လွှတ်ခဲ့ပါတယ်။ အဲ့ဒီလိုဒုံမြက်အစိပ်ပိုင်းတွေမြေပြင်ပေါ်ကိုကြာရောက်တာကမတော်တဆကြာရောက်တာမဟုတ်ပဲအဲ့ဒီလိုကြာရောက်မယ်ဆိုတာကိုတီးရက်သားနဲ့ရည်ရွယ်ချက်ရှိရှိပြစ်လွတ်ဆန့်သန့်နေတာဖြစ်ပါတယ်အခုလို NLA ရှိတဲ့ဓာငွေတွေကိုထုံလွှတ်စေတာကထိမ့်နှံ့စရာဖြစ်တဲ့ဆိုပေမဲ့ဒီတရုတ်နိုင်ငံရဲ့အာကာသအဖွဲ့အတွက်ဒီကြီးမားတဲ့တိုးတက်မှုတွေကိုရရှိစေခဲ့ပါတယ်တရုတ်နိုင်ငံဟာကိုပိုင်အာကာသစကန်တစ်ခုကိုတည်ဆောက်ခဲ့ပြီးတော့မှလာရက်တောင်ဝင်ရိုးစွန်းနေရာကိုရောက်ရှိတော်နိုင်ခဲ့တဲ့အပြင်ဒီ အင်္ဂါဂျိုကိုတောမဲ့အာကာသယင်တစီလဲဆေလွက်ခဲ့ပါတယ်။ရေယုတ်နိုင်ငံရဲ့အာကာသအစီအစဉ်အကြောင်းကိုအနောက်တိုင်းကသူတွေကသိပြီးတော့မှမသိကြပါဘူး။ဒါပေမဲ့အဲ့ဒီအစီအစဉ်မှာအောင်မြင်မှုတွေနဲ့အတူအန္တရာယ်ရှိတဲ့ဆုံးဖြတ်ချက်တွေလည်းရှင်တွဲပါဝင်နေပါတယ်။ရေယုတ်နိုင်ငံကသူတို့ရဲ့ဒုံးမြင်တွေကိုလွှတ်တင်တာကတာမင်သမယိုးချလွှတ်တင်ပုံနဲ့မတူပဲကြွေးပြပါတယ်။သူတို့တွေနဲ့ဒီအရှိတောင်ဘက်ကံယူတဲ့ကနေဒုံးမြင်တွေကိုလွှတ်တင်မယ်ဆိုရင်ဒုံးမြင်တွေအနေနဲ့မြန်မြန်ဆန်ဆန်ပြန်တန်းနိုင်မှာဖြစ်ပြီးတော့မှ ဒုံမြန်ကနေပြန်လေကြာရောက်လာမဲ့အစိပ်ပိုင်းတွေကလည်းပစိဖိတ်သမုဒ္ဒရာတွေကိုအန္တရာယ်ကင်းကင်းနဲ့ကြာရောက်စေမှာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်တွေကဒုံမြန်အများစုကိုနိုင်ငံအလေပိုင်းကတောင်တန်းတွေအတွင်းမှာရှိတဲ့ဒီရှီရှန်ဂျူဒူးလွှတ်တင်ရေစခန်းကနေလွှတ်တင်လေးရှိကြပါတယ်။အဲ့ဒီနေရာကနေလွှတ်တင်ရတဲ့အထူးအကြောင်းရင်းကတော့လုံခြုံရေးကြောင်းဖြစ်ပါတယ်။အဲ့ဒီလွှတ်တင်ရေစခန်းတွေကိုဒုံကျေစံသက်ဖို့စေးအရှိဆက်စခန်းတွေအဖြစ်အသုံးပြုခဲ့ကြတာပါ။နိုင်ငံရဲ့အလေမှာတိစောက်ထားတာဖြစ်လို့ရန်သူရဲ့တိုက်ခိုက်မှုတွေကနေဝေပြီးတော့မှအန္တရာယ်လည်းကင်းစေတာဖြစ်ပါတယ်။ ဒုံမြင့်တွေကိုလွှတ်တင်တဲ့အခါမှာကဘာရဲ့လေပန်းမှုကိုအသုံးချဖို့အတွက်အရှိဘက်ကိုဥတီပြီးတော့မှလွှတ်တင်ရပါတယ်။ဒါပေမဲ့ season 2လွှတ်တင်ရေးစခန်းရဲ့အရှိဘက်မှာတရုတ်ကြေးရောငေလဲတွေအများအပြားရှိနေပါတယ်။ဒုံမြင့်တွေကိုလွှတ်တင်လိုက်တဲ့အခါမှာမြေပြင်ကိုပြန်ကြားလာတဲ့အစိပ်ပိုင်းတွေကတခါတလေမှဆိုရင်လူနေရောတွေရဲ့အနီးမှာတာရောက်လေးရှိပါတယ်။အဲ့ဒီအစိပ်ပိုင်းတွေကနေလူတွေအတွက် NDA ရှိတဲ့ဒဏ်ငွေတွေကိုထုတ်လွှတ်တာဖြစ်တဲ့အတွက်ကြေးရောမှနေထိုင်ကြသူတွေအတွက်အဲမှာရဲ့ NDA တွေကိုကြုံတွေ့ရနိုင်ပါတယ်။1996ခုနှစ်မှာအမေရိကန်က ဆက်သွယ်ရေးဂျူရူတစ်ခုကိုလွှတ်တင်ဖို့အတွက်တရုတ်အခါသားအေဂျင်စီကိုအကူအညီတောင်းခဲ့ပါတယ်။ Long March 3B ဒုံးပြင်ကိုရှီချန်ဂျူရူလွှတ်တင်ရေးစခန်းကနေလွှတ်တင်တဲ့အခါမှာလမ်းကြောင်းပြစနစ်မှားယွင်းတော့ခဲ့တဲ့အတွက်ဥတီယာကိုမရောက်ပဲဒီအနီးအနားမှာရှိတဲ့ရော်တွေကိုပြတ်ကျတော့ခဲ့ပါတယ်။အဲ့ဒီလိုပြတ်ကျတော့တဲ့အတွက်ရော်တွေကလူတွေရှောင်ရောက်ထိမဲ့တေဆုံးခဲ့တယ်လို့တရုတ်အစိုးရဘက်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါပေမဲ့တကယ်တေဆုံးသူအခြေအတွက်ကတရုတ်အစိုးရကြေညာတာထက်အများကြီးပိုပြီးတော့မှအများနိုင်တယ်ဆိုပြီးတော့မှလူတွေကခံမှန်းကြပါတယ်။ ုံးမြင့်တစဉ်ပြတ်ကျတော့ရင်ထိမှန်တဲ့သူတွေဆက်ဆင်းပေကြတာမျိုးဖြစ်စေတဲ့အပြင်နောက်ဆက်တွဲအနေနဲ့ပြတ်ကျတဲ့ဒေတာတဝိုက်ကလူတွေကျဲမာရဲ့အနေကိုတွေးကြုံခန်းစားရမှာဖြစ်ပါတယ်ဒီကနေ့ထိအသုံးပြုနေစေဖြစ်တဲ့ဒီ long march ဒုံးမြင့် version အဟောင်းတွေမှာအင်မတန်အနေရများတဲ့ဒီ hydrazine လောင်စာဆီကိုအသုံးပြုထားပါတယ်အဲ့ဒီလောင်စာဆီအမျိုးအစားဟာအစားဓာတ်ဥပစ္စည်းတစ်ခုခုနဲ့ရွာလိုက်တယ်ဆိုရင်သူ့အလိုလိုမိလောင်တက်တဲ့သဘောရှိတဲ့အတွက်ဒုံးမြင့်တွေမှာတွန်းကန်အားအနေနဲ့အသုံးပြုဖို့အတွက်ရွေးချယ်ခဲ့ကြပါတယ် အထူးသဖြင့်တော့ဒီအာကာသတွေကဒုံးမြင့်တွေမှာအသုံးပြုဖို့အတွက်ယုံကြည်စိတ်ရှားရတယ်လို့ပြောရမှာပါ။ဒါပြင်အဲ့ဒီဓာတုလောင်စာကအပူချိန်အစမတင်မြင်မာတဲ့အခြေအနေမှာတော့မှအငွေ့မပြန်ပဲအကြီးအဖြစ်တင်ရှိနေနိုင်တဲ့အတွက်ဒုံးပြေရေရှိခရီးစဉ်အတွက်အချိန်ကြာမြင့်စွာတင်စီတို့လောင်ထားနိုင်ပါတယ်။ NASA အာကာသယာဉ်မှာလည်းတွက်ကန်အားစနစ်အတွက်ဒီ hydrogen လောင်စာစီကိုအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ NASA ကဒီ NDA ရှိတဲ့ဓာတုလောင်စာကိုဘယူတိုက်ကင်တွေအသုံးပြုခဲ့တာပါ။အာကာသခရီးစဉ်အတွင်းမှာအာကာသယာဉ်မှုတွေဟာ ပြန်ကန်အားပေးတဲ့ကရိယာတွေနဲ့ခက်ဝဲဝဲမှာနေရပါတယ်။အကာသားယင်ဆင်သက်တဲ့အခါမှာအလုသမားတွေကကြီးမားတဲ့ပင်ကာကိုအသုံးပြုပြီးတော့မှအကာသားယင်အတွင်းမှာကျင်ရှိနေတဲ့အဆိတ်ငွေတွေကိုထုတ်ပြရပါတယ်။လုပ်ငန်းစဉ်ပြီးတဲ့နောက်မှာဒါဆင်သက်ဖို့အတွက်လှုပ်ဆောင်ရပါတယ်။ Long match domain version ဝင်းကနေ version 4အထိ asymmetric dimethyl hydrazine လောင်စာနဲ့ nitrogen tetroxide ဓာတ်ကုပစ္စည်းတွေကိုအသုံးပြုပါတယ်။အဲ့ဒီလောင်စာဟာအပူချိန်ဘလို့ပြောင်းပြောင်းမူလအစီအအနေနဲ့သာတည်ရှိနေတာဖြစ်တဲ့အတွက် သိမ့်စီယာလွေကူပါတယ်။ nitrogen tetroxide ကလည်းအပူချိန်အတိုင်းအတာတစ်ခုအထိဒီအရေးပုံစံနဲ့တည်ရှိနေတာဖြစ်လို့အသုံးများပါတယ်။တကယ်တော့အပူချိန်ပမာဏတစ်ခုမှာ nitrogen dioxide အဖြစ်ပြောင်းလဲသွားမယ်ဆိုရင်တော့အညိုလိမ်မော်ရောင်ဓာတ်ငွေ့အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။အပူချိန်တွေမြင့်တက်လာတဲ့အခါမှာ nitrogen dioxide တွေပုံပုံများပြားလာမှာဖြစ်ပြီးတော့မှဒုံမြန်ရဲ့အိဇောကလိမ္မော်ရောင်မီကိုတွေထွက်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ Nitrogen tetroxide တာမှမဟုတ်ဘူး။ Nitrogen dioxide ကရင်းနဲ့ထိတွေ့ရတဲ့ လူမဖွေးစည်းတိဆောက်ထားတဲ့တ िश ူးတွေကိုဖျက်ဆီးပြင်းနိုင်တဲ့အဆေးဖြစ်ပေါ်လာပါတယ်။ထွက်လာတဲ့ဒဏ်ငွေကိုရှူဆိုင်မိတဲ့သူကအဆုတ်ထည်ကဒီလေအိမ့်ငေလေးတွေကိုပျက်စီးစေမှဖြစ်ပြီးတော့မှအဆုံးမှအမာရက်တွေအပြင်းထန်ကြန့်ရှိစေနိုင်တဲ့အပြင်အဆိုးဝါးဆုံးအနေနဲ့တေဆုံခြင်းအထိကိုဖြစ်ပေါ်စေနိုင်တာပါ။အဲ့ဒီလောင်စာဟာလူသားအတွက်ကင်ဆာဖြစ်စေနိုင်တဲ့အပြင်တက်တူတွေနဲ့ထိတွေ့မဲ့ဆိုရင်လည်းပြင်းထန်တဲ့ဓာတုတက်ပြမှုတွေဖြစ်ပေါ်လာစေပါတယ်။နိုက်ထရိုဂျင်တက်ထရိုဆာဓာတ်ကုပစ္စည်းကထွက်တဲ့အဆိုင်ငွေတွေက လူရဲ့အဆုံးနဲ့အရေပြားကိုထိခိုက်စေမှာဖြစ်ပြီးတော့မှဒီလောင်စာအဖြစ်အသုံးပြုတဲ့ဒီဒိုင်မီသိုက်ဟိုက်ဒရာဇင်ကဒီကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေကိုထုတ်ပေးပါတယ်။ဒီတိုက်လိရင်ပြင်တွေရဲ့နောက်မှာကျင်ရှိခဲ့တဲ့မီကိုတဲ့ဟာဓာတ်ဆေးတွေကိုဖျန်းဆားထားတာဖြစ်တယ်လို့လူအဆိုကယုံကြည်ကြပါတယ်။အဲ့ဒီမီကိုငွေတဲ့တနည်းပြောရရင်ဒီဓာတ်ငွေတဲ့ဟာလူတွေတက်ဒီအန္တရာယ်ရှိတဲ့အရာမဟုတ်ပေမဲ့ဒုံမြင့်တွေကထွက်လာတဲ့ဓာတ်ငွေတွေကတော့လူတွေအတွက်အင်မတန်အန္တရာယ်ရှိတဲ့ဓာတ်ငွေတွေဖြစ်ပါတယ်။ လူတွေအတွက်အန္တရာယ်မဖြစ်စေမဲ့နီလန်းတွေကိုရွေးရှိအသုံးပြုလို့ရတယ်ဆိုပေမဲ့တရုတ်အစိုးရကအရင်သုံးနေကြနီလန်းအဟောင်းကိုပဲဒီဆက်လက်ပြီးတော့မှအသုံးပြုနေတာကိုတွေ့ရပါတယ်။တရုတ်အစိုးရကတော့ဒုံမြက်ကြာရောက်နိုင်တဲ့နေရာတွေမှာနေထိုင်ကြတဲ့သူတွေကိုတတိပေးတဲ့အနေနဲ့ခေါင်းငင်ကနေတခုခုကြားလာတာကိုမြင်တာနဲ့အမြင်ဆုံးရှောင်ပြေးကြပါဆိုတဲ့သတင်းစကားလေးကိုသာပေးပို့ထားပါတယ်။တရုတ်နိုင်ငံရဲ့ဆောင်ရွက်ချက်တွေကိုနိုင်ငံတကာအာကာသအဖွဲ့အစည်းတွေကသဘောမကျခဲ့ပါဘူး။တရုတ်ရဲ့လုပ်ရက်တွေကြောင့်ပြည်သူတွေအပေါ်မှာထိခိုက်မှုတွေရှိသလို နိုင်ငံတကာအသံဝိုင်းကလည်းတရုတ်ကိုအာကာသနေပြည်မှာဖိကျင်ခဲ့ကြပါတယ်။2019ခုနှစ်မှာတရုတ်နိုင်ငံကသူတို့ကိုယ်ပိုင်ဂျူဒူတလုံးကိုဒုံးကျည်နဲ့ပြစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်တာဟာဒီစီးရဲအင်အားပြားတာဖြစ်တယ်လို့အများစုကမှတ်ယူကြပါတယ်။ American ကတုံ့ပြန်တဲ့အနေနဲ့ဒီ World Amendment ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီဥပဒေမှာ NASA အနေနဲ့ဒီတရုတ်ရဲ့အာကာသအစီအစဉ်တွေမှာဒါရိုက်ပူးတွေလှုပ်ဆောင်တာတွေမပြုလုပ်ရဘူးလို့တာမြင်ခဲ့ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံဟာဒီနိုင်ငံတကာအာကာသစခန်း ISS မှာ ပူပေါင်းပါဝင်ခွင့်မရရှိခဲ့ပါဘူး။အဲ့ဒီလိုဖေထုတ်ခံလာရတဲ့အတွက်တရုတ်နိုင်ငံအနေနဲ့ပို့ပြီးတော့မှတိုးတက်လာခဲ့တယ်လို့ပြောရမလို့ဖြစ်နေပါတယ်။တရုတ်ကိုဖေထုတ်လိုက်တဲ့အတွက်သူတို့ကဒီကိုပိုင်အာကာသစခန်းတစ်ခုတည်ဆောက်ဖို့အတွက်ဆုံးဖြတ်ခဲ့ရပါတယ်။အာကာသစခန်းတစ်ခုတည်ဆောက်ဖို့အတွက်လူပါဝင်မဲ့ဒီအာကာသပြန်တမ်းရေးအစီအစဉ်တစ်ခုလိုအပ်ပါတယ်။၂010ခုနှစ်မှာ15ကူဘာမီတာအရွေးအစားလောက်ရှိတဲ့ထန်ကောင်တစ်ကိုစံသက်လွှတ်တင်ခဲ့ပါတယ်။တရုတ်ဘက်ကအဲ့ဒီအာကာသစခန်းကိုအာကာသထဲမှာနှစ်နှစ်လောက်ထားရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဲ့ဒီကာလအတွင်းမှာအာကာသယာဉ်မှုတွေကမစ်ရှင်တစ်ခုကိုတွားရောက်ခဲ့ပြီးတော့မှဒီစုစုပေါင်းရက်ပေါင်း20အာကာသစကဲမှာနေခဲ့ပါတယ်။နှစ်နှစ်အကြာဒီ2013ခုနှစ်မှာကဘာမြေကိုပြန်လည်ခေါ်ဆောင်ရမှာဖြစ်ပေမဲ့သူတို့လုပ်ထားတဲ့အာကာသစကဲရဲ့အစိပ်ပိုင်းတွေကဘလောက်အထိတာရှိခဲ့မယ်ဆိုတာကိုစမ်းသပ်ဖို့အတွက်နောက်ထပ်ဒီ9နှစ်အထိအာကာသထိမှဆက်လက်ထားရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်ထပ်16ခုနှစ်ကိုရောက်တဲ့အခါမှာတရုတ်နိုင်ငံကဒီ Tankong 2ကိုလွှတ်တင်ခဲ့ပါတယ်။ဒုတိယလွှတ်တင်လိုက်တဲ့အာကာသစကဲငယ်ကိုလောင်စာဖြစ်တင်တာ ကွန်ပစ္စည်းပို့ဆောင်တာစားရတွေပြင်ပြီးသိပ်မှန်ဆိုင်ရာစမ်းသပ်မှုတွေအတွက်အသုံးပြုခဲ့ပါတယ်။အဲဒီလိုဆောင်ရွက်ချက်တွေဟာအမြင့်တဲ့အာကာသစခန်းတစ်ခုတည်ဆောက်ဖို့အတွက်အထောက်အကူပြုမဲ့ရှင်လန်းတစ်ခုဖြစ်ပါတယ်။ Tech Count 2 Mission ပြီးဆုံးပြီးတဲ့နောက်ဒီ2019ခုနှစ်မှာကမ္ဘာမြေကိုပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။လောင်စာဖြစ်တင်တဲ့ကိစ္စတွေနဲ့လူလိုက်ပါတဲ့ mission တွေအောင်မြင်ခဲ့တဲ့အတွက်တရုတ်နိုင်ငံဟာအမြင့်တဲ့အာကာသစခန်းတစ်ခုတည်ဆောက်ဖို့အတွက်အဆင့်အတင်းဖြစ်ခဲ့ပါတယ်။အဲဒီနောက်တရုတ်နိုင်ငံဟာ2020ခုနှစ်ဧပြီလနဲ့2020ခုနှစ်အောက်တိုဘာလကြားမှာ ဒီမော်ဂျူ၃ခုပါဝင်တဲ့ Telcom Akadaskan ကိုတိစောက်ခဲ့ပါတယ်။ဒါနိုင်ငံတကာ Akadaskan ISS အလျားရဲ့တဝဲလောက်ရှိပြီးတော့မှအလေးချိန်ကတော့၄၀ရာခိုင်နှုန်းခန့်ရှိပါတယ်။ Telcom Akadaskan မှာစဲရုပ်လက်မောင်းတစ်ခုရှိပါတယ်။တစ်ခုကအလျား၁၀မီတာရှိပြီးတော့မှနောက်တစ်ခုက၅မီတာရှိပါတယ်။ဒီလက်မောင်းတွေကိုဆက်တွေ့ပြီးတော့မှမီတာ၁၅မီတာရှိတဲ့လက်မောင်းတစ်ခုအဖြစ်ပေါင်းစပ်နိုင်ပါတယ်။တရုတ်နိုင်ငံဟာသူတို့ရဲ့ဒီ Akadaskan အတွက်ဒုံးပြန်တွေလွှတ်တင်ဖို့အတွက်ဒီ Akadaskan ဒုံးပြန်စကန်အသစ်တစ်ခုကိုတိစောက်ခဲ့ရပါတယ်။ ဝန်ဆန်းအကာသဒုံးမြစ်ကဲဟာတရုတ်နိုင်ငံရဲ့တောင်ပိုင်းကကျွန်းလေးတစ်ကျွန်းပေါ်မှာတည်ရှိပါတယ်။အဲ့ဒီနေရာကနေလွှတ်တင်လိုက်တဲ့ဒုံးမြစ်တွေဟာပစိဖိတ်သမုဒ္ဒရာအရှေ့ဘက်ကိုဥတီပြီးတော့မှပြန်သန်းပါတယ်။နောက်တစ်ခုကတရုတ်နိုင်ငံအနေနဲ့ဒီဆွမ်းအားမြင့်ဒုံးမြစ်ပေါ့နော်လောင်မတ်ဖိုက်ကိုလည်းထပ်မံပြီးတော့မှတည်ထွင်ခဲ့ပါတယ်။ထပ်မံတည်ထွင်လိုက်တဲ့ဒုံးမြစ်မှာတော့လူတွေအထွတ်အန္တရာယ်မဖြစ်စေမဲ့တော့မဟုတ်အန္တရာယ်နေစေတဲ့ဓာတုလောက်စားကိုအသုံးပြုဖို့ဒီဇိုင်းထုတ်လုပ်ခဲ့ပါတယ်။သူရဲ့အဓိကတာဝန်ကဂျူရူတွေကိုအာကာသထေးကိုပိုးလွှတ်ဖို့အတွက်အသုံးပြုပါတယ်။ဒုံးမြင့်ကိုတွန်းကင်ပေးတဲ့ပထမအစိတ်ပိုင်းက ရေနံစီနဲ့ဒီအောက်ဆီဂျင်အရှိကိုလောင်စာအဖြစ်အသုံးပြုပြီးတော့မှဒုတိယအစိတ်ပိုင်းကတော့ဟိုက်ဒရိုဂျင်အရှိနဲ့ဒီအောက်ဆီဂျင်ကိုလောင်စာအဖြစ်အသုံးပြုပါတယ်။ဒါအပြင်ဒီအောက်ဆီဂျင်အရှိနဲ့ဒီ RP1 လောင်စာကိုအသုံးပြုတဲ့အပိုတွန်းကန် apicria လေးခုကိုလည်းထည့်သွင်းထားခဲ့ပါတယ်။ Lamash Phi ဟာဒီပလန်းလေးကိုရောက်တဲ့အထိဆေးလေးတန်အလေးချိန်ရှိတဲ့ဝင်ကိုတည်ဆောက်နိုင်ပါတယ်။တရုတ်နိုင်ငံကနောက်ထပ်ထုတ်လုပ်လိုက်တဲ့ Lamash 5B version အသစ်ကတော့တာမန်ဒုံးပြန်တွင်နဲ့မတူတဲ့အတွက်အန္တရာယ်များတဲ့ဒုံးပြန်တစ်ခုဖြစ်နေပါတယ်။ ။ပါမင်အပြင်ဒီဒုံးမြက်တစ်ခုမှအစိပ်ပိုင်းတစ်ခုပါဝင်ရပါတယ်။ကဘာဆွေအားကနေလွန်မြောက်အောင်အမြင့်ဆုံးတွန်းအားနဲ့တွန်းကင်ပေးရတဲ့ပထမအဆင့်အစိပ်ပိုင်းနဲ့ပလန်လေးကိုရအောင်တွန်းကင်ပေးရတဲ့ဒုတိယအစိပ်ပိုင်းဆိုပြီးတော့မှအဆင့်နှဆင့်ထားရှိရပါတယ်။ပထမအဆင့်ကဒီတူတဝန်ကိုပြီးတာနဲ့ကဘာမြေပြင်ပေါ်ကိုပြန်လေကျလာပါတယ်။အဆင့်နှဆင့်ခွေထားတာဖြစ်လို့တဆင့်ချင်းစီတိုင်းကအလေးချိန်ပမာဏတအားကြီးမများပါဘူး။ပထမအဆင့်အစိပ်ပိုင်းကလေတူလေးကိုပြန်လေဝင်ရောက်လာတဲ့အခါမှာမိလုံတော့ပါတယ်။ဒုတိယအဆင့်အစိပ်ပိုင်းကတော့အကာသတွေမှာ လွန်မျောနေမှာဖြစ်ပါတယ်။ Long March 5B ဒီ version အသစ်မှာတော့ပထမအစိပ်ပိုင်းရောဒုတိယအစိပ်ပိုင်းရောတစ်ခုတည်းပေါင်းစပ်လိုက်တာဖြစ်လို့ကဘာမီဆွေအားကနေလွတ်မြောက်ဖို့အတွက်တွန့်ကန်အားပေးရတဲ့အပြင်ပန်းလန်းလေးကိုရောက်ရှိအောင်ဆက်လက်လှုပ်ဆောင်ရပါတယ်။အဲ့ဒီဒုံးမြက်အစိပ်ပိုင်းဟာအလေးချိန်20တထည်လောက်ရှိပြီးတော့မှနောက်ဆုံးအချိန်တွေမှာအာကာသပန်းလန်းလေးမှာလွန်မျောနေမှာဖြစ်ပါတယ်။တစ်ချိန်ချင်းကဘာမီကိုပြန်လေပြုတ်ကျလာခဲ့မယ်ဆိုရင်ပမာဏကြီးမားတဲ့အတွက်အလုံးစုံမလောင်ကျုံမဲ့ဒီလူနေအိမ်တွေပေါ်မှာပြုတ်ကျမယ်ဆိုရင်အဲ့ဒီရအရန်များပါတယ် အဲ့ဒီတော့မြတ်ဟာအကာသားတွေမှာရက်ပေါင်းများစွာတည်ရှိနေခဲ့ပြီးတော့မှကမ္ဘာလီတူအပေါ်ပိုင်းကဆွေးငင်အားကြောင့်လေတူတွေကိုပြန်လေကြာရောက်လာတဲ့အချိန်မှာပမာဏသေးတဲ့ဒုံးပြင်တွေလိုလေတူအတွင်းမှာအလုံးစုံလောင်ကျွမ်းမှုမဖြစ်ပေါ်ပါဘူးကြီးမားတဲ့တတုဒုံးပြင်ကြီးဟာထိမ့်ချုပ်မှုမရှိပဲကမ္ဘာမြေပေါ်ပြန်ကျလာမှဖြစ်ပါတယ်အကာသားပေါ်ကပြန်ကျလာတဲ့ပစ္စည်းတွေဟာကမ္ဘာမှာရှိတဲ့ဘေးနိုင်ငံပေါ်မဆိုးကြာရောက်နိုင်ပါတယ်2021ခုနှစ်နဲ့2020ခုနှစ်ကြာထန်ကောင်းအကာသားစကန်ကိုတိစောက်ဖို့အတွက်စံပယ်လှုပ်ဆောင်ရမှာ အဲ့ဒီလိုထိန်းချုပ်မှုမရှိတဲ့အာကာသဒုံးမြက်အစိအပိုင်းပြတ်ချမှု၃ကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။ပမိုင်းမှာအဲ့ဒီလိုပြတ်ချမှုတွေရှိခဲ့ပါတယ်။ကိုလံဘီယံအာကာသလွန်ပြင်ရင်ပြီးရင်ဒီ Skyland နဲ့ဒီ Slash Seven တို့ပြတ်ချခဲ့မှုပါတယ်။တရုတ်ကပြတ်ချတဲ့၃ခုကတော့ Stoke ပြင်စမနဲ့စာတမပြတ်ချမှုတွေဖြစ်ခဲ့ပါတယ်။ပြတ်ချတဲ့ဒုံးမြက်တစ်ခုကတော့ Ivory Coast နိုင်ငံပေါ်ကိုကျရောက်ခဲ့ပါတယ်။သိမ့်မကြသေးခင်ကဒီပြန်ကြားလာတဲ့ဒုံးမြက်တစ်ခုရောက်ပြန်တင်းနိုင်ငံကဒီ Corsica အထက်လေပိုင်နဲ့ကိုခဏပိတ်ခဲ့ရပါတယ်။ ဥရောပမျိုးကြီးတော်တော်များများအပေါ်မှာလည်းဈာရောက်နိုင်ကြောင်းတတိပေးချက်ထုတ်ပြန်ခဲ့တာတွေရှိပါတယ်။အဲ့ဒီတော့မြန်အစိပ်ပိုင်းတွေဟာဘေးနီးယားဘောမဆိုဈာရောက်နိုင်ပေမဲ့လူစီကားတဲ့နေရာတွေကိုဒါရိုက်ထိမှန်ဖို့ကတော့အခွင့်အလမ်းနေပါပါတယ်။ဒါပေမဲ့အလေးချိန်20တည်းရှိတဲ့တတုကြီးကိုအထိန်အရှုံးမရှိပြကြခွင့်ပေးဖို့ဒီဒီဇိုင်းရွေးချယ်ခဲ့တာကတော့တော်တော်လေးကိုစိုးရတဲ့ကိစ္စဖြစ်တယ်လို့ပြောရမှာပါ။အာကာသားလေးကိုအရာဝဲထုတွေပိုးလွှတ်ကြတဲ့နိုင်ငံတွေအနေနဲ့လူတွေအဆောင်းအုံတွေအပေါ်မှာတိခတ်မှုအန္တရာယ်ရောနေအောင် သူတို့ရဲ့လုံဆောင်ချက်တွေကိုရှင်းရှင်းလင်းလင်းဖော်ပြဖို့လိုအပ်တယ်ဆိုပြီးတော့မှ NASA ရဲ့ခေါင်းဆောင်ကပြောခဲ့မှုပါတယ်တရုတ်နိုင်ငံဟာဒုံးပျံဒီဇိုင်းရေးဆွဲတဲ့နေရာမှာတခြားသူတွေနဲ့မတူတဲ့အတွက်ဝေဖန်မှုတွေကြုံခဲ့ရပြီမြင်သူတို့ရဲ့အာကာသခရီးစဉ်အောင်မြင်မှုကတော့အထင်ကြီးလောက်ဖွဲကောင်းပါတယ်။အမေရိကန်နိုင်ငံကတရုတ်သင်္ဘောတစ်စီးရဲ့ GPS အသုံးပြုမှုကိုပိတ်ပင်ခဲ့မှုပါတယ်။အဲ့ဒီသင်္ဘောကအီရန်နိုင်ငံကို NRA ရှိတဲ့ဓာတုပစ္စည်းတွေတည်ဆောင်ပေးနေတယ်ဆိုပြီးတော့မှအမေရိကန်ဘက်ကဆွဲဆွဲပြီးတော့မှ GPS အသုံးပြုမှုကိုပိတ်ပင်ခဲ့တာ ဒါကြောင့်တရုတ်နိုင်ငံကသူတို့ရဲ့ကိုမိုင် GPS စနစ်ကိုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။2000ခုနှစ်နဲ့ဒီ2003ခုနှစ်ကြားမှာတရုတ်နိုင်ငံက GPS ထောက်ပံ့ပေးမဲ့ဂျိုဒူလေးလုံးကိုလွှတ်တင်ခဲ့ပေမဲ့တရုတ်နိုင်ငံအတွင်းသာလွန့်ချုံနိုင်ဆုံးရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒီနည်းပညာတွေဟာတရုတ်စစ်တပ်အပေါ်မှာအထောက်အကူပြုလာမဲ့အခြေအနေဖြစ်လာနိုင်တဲ့အတွက်ဥရောပအကာသအေဂျင်စီက GPS နည်းပညာနဲ့ပတ်သက်ပြီးတော့မှတရုတ်နိုင်ငံနဲ့ပူးပေါင်းမလုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တရုတ်ဘက်ကလည်း2010နဲ့2020ခုနှစ်တွေကြာမှာနောက်ထပ်ဂျိုဒူ65လုံးလွှတ်တင်ခဲ့ပါတယ်။ အခုဆိုရင်တရုတ်နိုင်ငံကအာကာသာထဲမှာအကြီးမားဆုံး GPS စနစ်ကိုပိုင်ဆိုင်ထားပြီးတော့မှ American စနစ်ထက်နှစ်ဆလောက်တောင်မှပို့ပြီးတော့ကြီးမားနေပါတယ်။တရုတ်ကျူတူစနစ်မှာပါဝင်တဲ့နည်းပညာကတချို့သောနေရာတွေမှာအထောက်အကူပြုနိုင်တယ်ဆိုပေမဲ့လူတွေအတွက်အန္တရာယ်ရှိတဲ့နည်းပညာမျိုးလည်းဖြစ်နေပါတယ်။ American တွေသုံးတဲ့ GPS စနစ်က one way communication စနစ်ဖြစ်တဲ့အတွက်သုံးဆွေးသူကဒီကိုဘေးနေရာရောက်နေတယ်ဆိုတာကိုသိအောင်လုပ်လို့ရပေမဲ့သုံးဆွေးသူဘေးနေရာရောက်နေတယ်ဆိုတာကိုဂျူတူကမသိနိုင်ပါဘူး။ ပေဟုတ်တဲ့အသုံးပြုတဲ့စနစ်မှာတော့ two-way communication နည်းပညာကိုအသုံးပြုထားတဲ့အတွက်ဂျိုးရူတွေကဒီသုံးဆွေးသူရဲ့တည်နေရာကိုရှင်းပြခံနိုင်ပါတယ်။အကောင့်ဘက်ကကြည့်မယ်ဆိုရင်ပျောက်ဆုံးနေတဲ့သူတွေကိုရှာဖွေဖို့အတွက်အထောက်အကူပြုနိုင်ပါတယ်။အစိုးဘက်ကကြည့်မယ်ဆိုရင်တော့အစိုးရကပြည်သူကိုရှင်းပြခံဖို့အတွက်အသုံးပြုနိုင်တဲ့နည်းပညာဖြစ်တော့ပါတယ်။ဒါပေမဲ့လည်းဒီကနေ့ခေတ်မှာတော့အစိုးရတွေကပြည်သူတွေကိုရှင်းပြခံနိုင်မယ့်နည်းလမ်းတွေအများကြီးရှိနေပြီဖြစ်တဲ့အတွက်ဒီစိုးရိမ်မှုကအနည်းငယ်သောစိုးရိမ်မှုတစ်ခုသာဖြစ်ပါတယ်။ဒါပေမဲ့ထိုင်ဝမ်နိုင်ငံကတော့တရုတ်ရဲ့နည်းပညာကိုအင်မတန်စိုးရိမ်ပါတယ်။ ထိုင်ဝမ်စီးအခြေစိုက်စခန်းတွေကိုတရုတ်ဘက်ကပစိုးလုံးဖို့အတွက်အဲ့ဒီနည်းပညာကိုအသုံးပြုမှဆိုရင်တဲ့အတွက်ထိုင်ဝမ်ရေလက်ကြားမှာဖြတ်တန်းသွားလာနေတဲ့တင်ပေါ်တွေကိုတရုတ် GPS အသုံးပြုခွင့်ပိတ်ပင်ထားပါတယ်တရုတ်ရအခါသားခရီးစဉ်တိုးတက်တာကိုကြည့်မယ်ဆိုရင်အင်ဂါဂျူအထီးအခါသားယာဉ်တွေဆေလွှတ်နိုင်တာကိုမြင်တွေ့ရမှာပါ2021ခုနှစ်မေလ14ရက်နေ့မှာထိုင်ဝမ်တဒီမက်ရှင်ကိုတရုတ်နိုင်ငံကအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးတော့မှအခါသားယာဉ်နဲ့ဒီရိုဘာယာဉ်ကိုအင်ဂါဂျူမျက်နှာပြင်ပေါ်မှာဆက်သက်နိုင်ခဲ့ပါတယ် တရုတ်နိုင်ငံဟာသူရဲ့ပထမဆုံးခရီးစဉ်မှာတင်ရိုဘာယင်ကိုအင်ကာဂျိုပေါ်မှာအောင်မြင်စွာရှာထားနိုင်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။အဲ့ဒီရိုဘာယင်မှာဖြုတ်တက်လို့ရတဲ့ကင်မရာအသေးလေးတစ်ခုတက်ဆင်ပေးခဲ့ပါတယ်။ရိုဘာယင်ဟာအင်ကာဂျိုပေါ်ဆန်းသက်ပြီးတဲ့နောက်ဒီကင်မရာကို မြေပြင်ပေါ်မှာရှာခဲ့ပြီးတော့မှသူ့ကိုယ်သူဆက်ပြီးပြန်လည်ရကူးခဲ့ပါတယ်။ရိုဘာယင်ဟာမြေအောက်ကိုကြည့်ရှုနိုင်တဲ့အထူးရေဒါကိုအသုံးပြုပြီးတော့မှအရေးကြီးတဲ့ရှာဖွေတွေ့ရှိမှုကိုပြုလုပ်ခဲ့ပါတယ်။ရေခဲပြီးနောက်ဒီအရေးပျော်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ 35မီတာအနည်းရှိတဲ့ရှမ်းခွဲပုံစံတွေကိုတွေ့ရှိခဲ့ရပါတယ်။ရိုဘတ်ယန်ကအင်ကာဂျူပေါ်မှာရေခဲရေတည်ရှိတဲ့လက္ခဏာတွေကိုတွေ့ရှိခဲ့တာဖြစ်နိုင်ပါတယ်။လေယုံနိုင်ငံဟာလာကဘာကိုလေ့လာမှုတွေပြုလုပ်တဲ့အခါမှာကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပါတယ်။2009ခုနှစ်ကစပြီးတော့မှမစ်ရှင်အများအပြားကိုဆီလွတ်ခဲ့ပါတယ်။ရှန်ဂျီ1နဲ့ဒီရှန်ဂျီ2အကာသစုံစမ်းရေးရှင်တွေဟာလာပန်လန်ကြောင်တွေမှာလှစ်ပိုက်ခဲ့ပြီးတဲ့နောက်အသေးစိတ်ဒီ 3D လာမြေပုံကိုဖန်တီးနိုင်ခဲ့ပါတယ်။ရှန်ဂျီ3နဲ့ဖိုးပိုးလွှတ်ပြီးနောက်မှာရိုဘတ်ယန်တွေကိုဆင်းသက်စေခဲ့ပြီးတော့မှ လာရဲ့အဝေးဘက်ခြမ်းကိုစူးစမ်းလေ့လာခဲ့ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံဟာဒီလာရဲ့အဝေးဘက်ခြမ်းကိုလေ့လာတဲ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ Change Finance Ship တို့ဟာဒီလာရဲ့မျိုးစီလော်ကိုပြန်သေးဆောင်လာခဲ့ပြီးတော့မှ Change Ship ကတော့ဒီအဝေးဘက်ခြမ်းကနမူနာတွေကိုစုဆောင်တဲ့ပထမဆုံး mission ဖြစ်ပါတယ်။အနာဂတ်မှာတရုတ်နိုင်ငံဟာလာပေါ်မှာသုရေသနစကန်တခုတည်ဆောက်ဖို့စီစဉ်ထားပါတယ်။ American နိုင်ငံကပုဂ္ဂလိကအခါစား company တွေနဲ့ဘလို့ပူးတွဲဆောင်ရွက်နေတယ်ဆိုတာကိုတရုတ်ဘက်ကလေးလာစောင့်ကြည့်နေပါတယ်။တရုတ်နိုင်ငံကလည်းအခုလက်ရှိမှာ ပုဂ္ဂလိကပိုင်အာကာသကုမ္ပဏီ86ခုနဲ့ပူတွဲဆောင်ရွက်နေပါတယ်။အဲ့ဒီကုမ္ပဏီတွေကတခုဖြစ်တဲ့ Speed Pioneer ဟာ2024ခုနှစ်အစောပိုင်းမှာဒုံမြင့်တခုကိုစံတက်ခဲ့ပါတယ်။စံတက်မှုကနေရာတစ်ခုထဲမှာတည်ရှိနေရမှာဖြစ်ပေမဲ့ဒုံမြင့်ဟာမတော်တဆပြန်တက်တော့ခဲ့တာမျိုးရှိခဲ့ပါတယ်။အဲ့ဒီလိုအမှားအယွင်းတွေရှိနေတဲ့ဆိုပေမဲ့တရုတ်နိုင်ငံကအလျင်အမြင်တိုးတက်နေတယ်ဆိုတာကတော့ငြင်းလို့မရနိုင်တဲ့အချက်ပါ။တမိုင်းကိုပြင်ကြည့်မယ်ဆိုရင်လည်းနိုင်ငံတွေတနိုင်ငံနဲ့တနိုင်ငံပြိုင်ဆိုင်ကြတဲ့အခါမှာတိုးတက်မှုဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ်မှာသာပြိုင်ဆိုင်ကြတာကိုတွေ့ရပါတယ်။ ဒါပေမဲ့အနောက်နိုင်ငံတွေမှာနေကြတဲ့သူတွေကတရုတ်နိုင်ငံကိုယူဆိုင်လေးမရှိကြပါဘူး။တကယ်လို့သူတို့ကဝေဖန်မယ်ဆိုရင်လည်းသူတို့အနောက်ကဘာရဲ့ရှုထောင့်ကနေသာဝေဖန်သုံးသပ်လေးရှိကြပါတယ်။သတင်းထောက်တွေကတရားမျှတတဲ့ဝေဖန်မှုတွေဖြစ်အောင်ကြိုးစားတယ်ဆိုပေမဲ့လည်းအာဏာချက်တွေကတော့ရှိနေသေးပါတရုတ်နိုင်ငံရဲ့ GPS စနစ်တွေကလူတွေကိုဆေးရခံတယ်လို့ပြောတဲ့အခါမှာအနောက်နိုင်ငံအစိုးရတွေကလည်းသူတို့ရဲ့ပြည်သူတွေကိုနှီးအမျိုးမျိုးနဲ့ဆေးရခံတာတွေတော့ရှိနေမှာဖြစ်ပါတယ်။တရုတ်ရဲ့အခါသားအစီအစဉ်ကလူတွေအတွက်ဆိုးကျိုးဖြစ်စေတာတွေရှိခဲ့တာမှန်ပေမဲ့ သူတို့ရဲ့တိုးတက်ခြင်းနဲ့စိတ်ကြောက်မဖြစ်မနေစ조사အောက်ထုတ်ပြီးတော့မှအောင်အောင်မြင်မြင်တိုးတက်ပြောင်းလဲလာခဲ့တာကိုလက်တွေ့မြင်တွေ့ရပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတို့ဘုသူရတွေရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်နေ့တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးနေအောင်ပါဘုဆောင်မြတ်ကြည့်ရှုကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ